မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့လည်းကင်သတင်းတွေကိုတင်ဆက်ပေးပါမယ်ပြည်လုံးမျိုးကအချက်ဖတ်စစ်တရဲကပ္ပဆန်24မှာမြောက်ကိုရီးယားနဲ့တွဲဖက်ထုတ်လုပ်မဲ့မစ်ဆိုင်းဒုံးစီမံချက်အတွက်ညီအေက60ကျော်ကိုအချက်ဖတ်မင်းအွန်လိုင်းရဲ့လူယုံမိုးမြင့်ဆွေဆိုသူကကကထုတ်အရာရှိချုပ်ဖြစ်ဖြစ်ချင်းပါတယ်စတင်သိမ့်လက်ပြနေဆိုပါတယ် ကင်ပင်းနဲ့မြောက်ရီမြို့နယ်တဲကမင်းလက်ပတ်ဖလူးနဲ့မက်ထော်တလေးပတ်တူမှာအချက်ဖက်စစ်တပ်ကသူတို့စစ်ကြောင်းတွေတိုးမပေါက်တဲ့အတွက်အသေးခံ drone တွေနဲ့နေစဉ်ဘုံကျဲနေတယ်လို့ကျုံတို့ဘက်ကတိုက်ပွဲတွေမှာလည်းစစ်တပ်ကအသေးများနေပြီးဖအံတောင်ကလေးဆေးရုံမှာဆိုဒဏ်ရာရစစ်သားတွေပြည်နေတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကင်တဲ့နေကိုတင်ဆက်ပေးပါမယ်ခုပြမစုတ်တင်ဆက်ပေးခြင်းတဲ့တင်ကတော့ပြည်လူမျိုးကအချက်ဖတ်စစ်တပ်ရဲ့ကပ္ပဆာ24မှာ မြောက်ကိုရီးယားနဲ့တွဲဖက်ထုတ်လုပ်မဲ့မစ်ဆိုင်းတုံးစီမံချက်အတွက်ညီအေက60ကျော်ကိုအကြက်ဖက်မင်းအောင်လိုင်းရဲ့လူယုံမိုးမြင့်ဆွေဆိုသူကကကထုတ်အရာရှိချုပ်ဖြစ်ဖြစ်ချင်းပါလေစတင်သိမ်းယူလက်ပြန်တယ်လို့စီဒီအမ်ပူကြီးဇင်ယောကရန်ကုန်ခေတ်တက်ကိုပြောပါတယ်လက်ရှိမှာတော့အဲ့ဒီပြည်ဦးလင်မြို့ကကျွဲနှစ်ထောက်ဂျေးရွာအုပ်စုမှာရှိတဲ့မြေအေက60ကျော်ကိုစစ်လက်နဲ့ပစ္စည်းထုတ်လုပ်ရေးစက်ယုံကပ္ပဆ24အတွက်ဆိုပြီး ကကထုတ်ရရှိချုပ်မိုးမြင့်ဆွေအမိန့်နဲ့တိန့်ရိုက်တာဖြစ်တယ်လို့ဆိုပါတယ်။ဟိုအရင်တိန့်စိန်လက်ထက်ကတည်းကမြောက်ကိုရီးယားနဲ့တွဲလုံးမဲ့လက်နက်စက်ရုံအတွက်လိုအပ်တဲ့အဆောင်တွေပြန်လုပ်ဖို့ဖြစ်ပြီးအရင်ကတော့အနောက်နိုင်ငံတွေနဲ့ပဋိပက္ခဖြစ်မှာဆိုလို့ရန်နာထရကနေအခုအဲ့ဒီအစီအစဉ်ကိုပြန်လုပ်မဲ့သဘောဖြစ်တယ်လို့စီရန်ဘူဂျီစင်ယောကပြောထားပါတယ်။လက်တလုံးအခြေအနေရတော့အဲ့ဒီမြေနေရာမှာမြောက်ကိုရီးယားနဲ့တွဲဖက်ထုတ်လုပ်မဲ့မစ်ဆိုင်ဒုံးစီမံချက်အတွက်မြောက်ကိုရီးယားကလာမဲ့ပညာရှင်တွေတဲခိုးနေနိုင်မှု အဆောင်တွေအရင်ဆောက်လို့မှဖြစ်တယ်လို့လည်းဆိုပါတယ်အဲ့ဒီအချမ်းဖတ်မင်းအွန်လိုင်းရဲ့လူယုံဘိုးချုပ်မိုးမြင့်ဆွေကိုကာကွယ်ရေးပစ္စည်းထုတ်လို့ရအရာရှိချုပ်အဖြစ်ဒုတိယဘိုးချုပ်ကြီးယာတုနဲ့မင်းအွန်လိုင်းကစတင်ဘာလ23ရက်နေ့ကတင်တိုးမြင့်ပေးလိုက်ပြီးတဲ့နောက်ဆက်ဆချင်းပါတယ်အခုလိုပြည်ဦးလွင်မြို့နယ်နေပြည်သူတွေနေတဲ့ရွာမြေကိုသူတို့စစ်တပ်ရဲ့ကပ္ပဆာ24အတွက်ဆိုပြီးမြေအေက60ကျော်စတင်တိမ့်လိုက်တာဖြစ်တဲ့အတွက်ဆက်ဆချင်းပါတယ်စောက်နဲ့ထွင်းတဲ့သဘောပဲလို့ စီဂျန်ဘူဂျီဇီယောကရှင်းပြထားပါတယ်မြန်မာနိုင်ငံမှာ2021ခုနှစ်စစ်အာဏာသိမ်းပြီးတဲ့နောက်အကြမ်းဖက်စစ်တပ်ဟာကမ္ဘာကစောင့်ကြည့်နေတဲ့ရုရှားမြောက်ကိုရီးယားတရုတ်နိုင်ငံတို့နဲ့ပုံမထိတွေ့ဆက်ဆံလာပြီးအထူးသဖြင့်အဲ့ဒီနိုင်ငံတွေကစစ်တပ်နဲ့ပစ္စည်းတွေနဲ့နှီးပညာတွေကိုပုံမရယူနိုင်မှုကြံစည်နေတာကိုလည်းမြင်တွေ့ရပါတယ်တစ်ဖက်မှာတော့အမေရိကန်နိုင်ငံကစက်တင်ဘာလ26ရက်နေ့ကပဲ မြောက်ကိုရီးယားကမြန်မာစစ်တပ်စီကိုလက်နက်ရောင်းချမှုမှာပါဝင်ပတ်သက်နေတဲ့လူပုဂ္ဂိုလ်၅ဦးနဲ့ကုမ္ပဏီတစ်ခုကိုစီးပွားရေးဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့ပါသေးတယ်ခင်ဗျ။တစ်ဖက်မှာတော့ကရင်ပြည်နယ်မြောက်ရီမြို့နယ်တဲကမင်းလက်ပန်းဖလူးနဲ့မက်ထော်တလေးပတ်တွေပါအကြမ်းဖက်စစ်တပ်ကသူတို့စစ်ကြောင်းတွေတိုးမပေါက်တဲ့အတွက်အသေးကန် drone တွေနဲ့နေ့စဉ်ပုံကျဲနေသလိုကြုံတိုးဘက်ကတိုက်ပွဲတွေမှာလည်းစစ်တပ်ကအသေးများနေပြီး ဖအန်တောင်ကလေးစေးုံမှာဆိုဒန်ယန်ရစစ်သားတွေပြည်နေတယ်လို့ဒေတာတွေစေးရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့စက်တင်ဘာလ26ရက်နေ့ကစပြီးမြရီမြို့ပြင်မှာရှိတဲ့မင်းလက်ပန်ဖလူးနဲ့မက်ထော်တလေးဒေတာတွေမှာအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးတာတွေလုပ်နေတာဖြစ်တယ်လို့ဆိုပါတယ်ဒါပေမဲ့အဲ့ဒီစစ်တပ်စစ်ကြောင်းတွေကိုတော်လန်ရေးတပ်တွေကတံပြန်တိုက်ခိုက်ချေမှုန်းနေရမှာစစ်တပ်စစ်ကြောင်းတွေဟာရှစ်ဆက်မတိုးနိုင်မဲ့ဖြစ်နေတဲ့အတွက်အဝေးကနေအသေးကန်ဒရုန်းတွေနဲ့ အဲ့ဒီဒေတာတွေမှာရှိတဲ့ရတပြစ်မှတ်တွေပါမချန်ဘုံကျဲတိုက်ခိုက်တာတွေဇက်တိုက်လုပ်နေတယ်ဆိုပါတယ်တစ်ဖက်ကမြေပြင်တိုက်ပွဲတွေမှာတော့အချက်ဖက်စစ်တပ်ကထိခိုက်သိဆုံးမှုတွေတော်တော်ကိုများနေပြီးထိမဲ့ခင်းငယ်ကြောက်တောင်ဘက်မှာဆိုသူတို့စစ်သားမပါအလောင်းတွေတောင်မကောက်နိုင်တဲ့အခြေအနေတွေဖြစ်နေတယ်လို့လည်းဒေတာတွေစည်ရေးတင်အရင်းမြစ်ကရှင်းပြထားပါတယ်အလားတူတစ်ဖက်ကကြုံတွုံးမြို့နယ်ဘက်မှာလည်းချောင်းပြအင်ဂျင်နဲ့ကြုံပိုင်းချင်းရဘက်တွေကတိုက်ပွဲတွေအတွေ့အချက်ဖက်စစ်တပ်ကထိခိုက်သိဆုံးမှုတွေတော်တော်ကိုများနေပြန်တယ်လို့ အင်ဂျီတင်ချိုင်းနဲ့ join ရွာကြီးတင်ချိုင်းတွေမှာဆိုရင်သူ့ဘာရစားတွေကိုသူတို့စစ်သားမသားအလောင်းတွေမြှောက်ခိုင်းနေပြီမဲ့စစ်သားအလောင်းတွေကရမ်းများနေတဲ့အတွက်လမ်းဘေးမှာပုတ်ပွနေတဲ့အခြေအနေတွေလည်းဖြစ်နေတယ်လို့ဒေတာတွင်သတင်းရှင်းမြစ်ကပြောထားပါတယ်။ဒါပြင်အဲ့ဒီတိုက်ပွဲတွေကဒဏ်ရာရတဲ့စစ်သားတွေကိုလည်းနာရီကားတွေနဲ့ဖအံတောင်ကလေးစေယုံကိုစစ်တပ်ကပို့နေတာဟာအဲ့ဒီစေယုံမှာပါဒဏ်ရာရစစ်သားတွေအပြစ်ဖြစ်နေတယ်လို့ဒေတာတွင်စီးရီးသတင်းရှင်းမြစ်ကရှင်းပြထားပါသေးတယ်ခင်ဗျ။ တစ်ဖက်မှာတော့ဒင်းသားကြီးတိုင်းလောင်းလုံးမြို့ပေါ်ကအချက်ဖက်စစ်တပ်တဆွဲထားတဲ့ထွေအုပ်ယုံနဲ့လူဝင်မှုကြီးကြပ်ရေးယုံကိုဒေါ်လန်ရေးပူပေါင်းတပ်တွေကတပြိုင်တည်းဝင်ရောက်တိုက်ခိုက်မှုအတွေ့စစ်တပ်ကထိခိုက်သေးဆုံးမှုတွေရှိထားပြန်တယ်လို့ကမ်ပေါ့ဒက်ဖန်ဖို့စ်အဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်ဒါကတော့စက်တင်ဘာလ30ရက်နေ့ကပဲလောင်းလုံးမြို့ပေါ်မှာအချက်ဖက်စစ်တပ်ကအင်အား80လောက်နဲ့တဆွဲထားတဲ့ထွေအုပ်ယုံနဲ့လူဝင်မှုကြီးကြပ်ယုံကို တော်လည်းပုံပေါင်းတက်တွေကတပြိုင်နက်တည်းဝင်ရောက်တက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတက်ခတ်မှုအတွေ့နှစ်ဖက်အပြန်အလှန်ပြစ်ခတ်မှုတွေနဲ့နှစ်နာရီနီးပါးတိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက်စစ်တပ်ကထိခိုက်သေးဆုံးမှုတွေရှိထားပြန်တယ်လို့ကမ်ဘော့ဒက်ဖန်ဖို့စ်အဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်လက်ရှိတနင်္လာရီတိုင်းမှာတော့အဂျပန်စစ်တပ်ကတော်လည်းတက်တွေထိန်းချုပ်ထားတဲ့နေမျိုးတွေကိုပြန်လည်လိုချင်နေတဲ့အတွက်စစ်ကြောင်းထိုးတာတွေလည်းရှိနေပြီမဲ့ဒေါ်လာရင်းတက်တွေရဲ့တိုက်ခိုက်ချိန်မှုန့်မှုကိုသာခံရပြီး အခုလိုသူတို့စစ်တပ်အထိုင်ချတဆွဲထားတဲ့မြို့ပေါ်နေရာတွေကိုပါဒေါ်လန်ရေးတပ်တွေကတံပြန်တိုက်ခိုက်မှုတွေပြုလုပ်နေတာဖြစ်တယ်လို့ဒေတာတွင်သတိရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့ပကိုးတိုင်းလပဒန်းမြို့နယ်ကကမ်းပြူကြီးကြီးပေါ်မှာစစ်မှုထမ်းကြီးလာကောက်တဲ့အကြက်ဖက်စစ်တပ်ဘက်ကတပ်ဖွဲ့ဝင်တွေကိုဒေါ်လန်ရေးတပ်တွေကကြားပြတ်တိုက်ခိုက်ခြင်းမှုအတွေ့စစ်တပ်ဘက်ကနှစ်ဦးကတော့နေရာမှာတင်းပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတဲ့အပြင်မတ်တာအလောင်းနှစ်လောင်းနဲ့အတူ တနတ်နှစ်လက်ကိုပါတပါးတည်းတင်စီရရှိခဲ့တယ်လို့ဒါယဝရီ KMPD ရဲ့တရင်383ညနှစ်ရတာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်လက်ရှိရန်ကုန်ခေတ်ကရရှိထားတဲ့ဓာတ်ပုံတွေထဲမှာလည်းလမ်းမဘေးမှာအတုံယုံသိနေတဲ့စစ်တပ်ဘက်ကတပ်ဖွဲ့ဝင်2ဦးရဲ့မပါလောင်းပုံတွေကိုအတိုင်းသားမြင်တွေ့နေရပါတယ်ဒါကတော့အော်တိုဘလာတရနေ့ဖြစ်တဲ့မနေ့ကပဲဘကိုးတိုင်းလက်ပတ်မြို့နယ်ကကမ်းပြူကြီးကျေးရွာမှာစစ်မှုထမ်းခြေလာကောက်တဲ့အကြမ်းဖက်စစ်တပ်ဘက်ကတပ်ဖွဲ့ဝင်တွေကို ဒေါ်လာအင်းတွေကသဲကောဆယ်လမ်းစုံမှာကြားပြတ်တက်ခိုက်ချိန်မုန်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတက်ခိုက်မှုအတွေ့စစ်တပ်ကတပ်ဖွဲ့ဝင်2ဦးကတော့နေရာမှာတဲ့ပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတဲ့အပြင်မသားအလောင်း2လောင်းနဲ့အတူတနက်2လက်ကိုပါတော်လန်အီတပ်တွေကတပါတဲ့တင်းစီရရှိခဲ့တယ်လို့ဒါယာဝရီခိုင်ပီဒီအက်တရင်383ညာ2ရက်တာဝန်ရှိသူတို့ကပြောထားပါလေလက်ရှိဘကူတိုင်းဘက်မှာအကြက်ဖက်စစ်တပ်ဟာသူတို့ရဲ့တပ်စခန်းတွေကနေထွက်လာတာနဲ့ သူတို့အတွက်ကတော့နေရာတိုက်ဟာစစ်မြေပြင်လို့ဖြစ်နေပြီဒေါ်လန်ရေးတပ်တွေရဲ့ညီပေါင်းစုံနဲ့တိုက်ခိုက်ချေမှုမှုတွေကိုခံရတယ်လို့ဒေတာတွင်းသတင်းရှင်းမိကပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့မကွေးတိုင်းပခုတ်ကူမြို့မှာအချမ်းပစစ်တပ်ကလေရင်ကွင်းတိဆောက်ရေးအတွက်အသုံးပြုမဲ့ကျွန်းတစ်တွေတင်လာတဲ့ဆယ်ဘိန်းကားတစ်စီးကို LBD တပ်ဖွဲ့ကဖမ်းဆီးရရှိခဲ့တယ်လို့ Southern Wireso PDF တပ်ဖွဲ့တာဝန်ခံကိုအောင်မောင်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့ စက်တင်ဘာလ26ရက်နေ့ကပဲရေဂျုံမြို့နယ်အတွင်းကတော်လန်တနေရာမှာကျွန်းတစ်တွေတင်လာတဲ့ဆယ်ဘင်းကားတစ်စီးကို LPD ရဲ့တပ်ဖွဲ့ကစစ်ဆေးခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုစစ်ဆေးတဲ့အချိန်မှာကားပေါ်မှာတင်လာတဲ့ကျွန်းတစ်တွေဟာအချက်ဖက်စစ်တပ်ရဲ့လေရင်ခွင်တိဆောက်ရေးအတွက်မြောက်လူကန်ကြေးရွာကိုတွားပို့ဖို့တည်ဆောင်လာတဲ့ကျွန်းတစ်တွေဖြစ်နေတာကိုစစ်ဆေးသိရှိခဲ့ရပြီးတဲ့နောက် PD ရဲ့တပ်ဖွဲ့ကအဲ့ဒီကားကိုဖမ်းဆီးထားတယ်ဆိုပါတယ်အဲ့ဒီကားမှာတော့ ကောင်မောင်သမားအပါဝင်လူ၃ယောက်ပါပြီကားသမားတွေကတော့ပို့ခိုင်းတဲ့နေရာကိုပို့ရတဲ့သဘောဖြစ်တယ်လို့လက်ရှိမှာတော့ PDF တပ်ဖွဲ့ကကားကိုပါတင်စီထားပြီးတော့အဲ့ဒီသူတွေကိုလည်းဆက်လက်စစ်ဆေးမှုတွေလှုပ်ဆောင်နေတယ်လို့ Southern's Wire ဆို PDF တပ်ဖွဲ့တာဝန်ခံကိုအောင်မောင်ကပြောထားပါတယ်လက်ရှိမှာတော့ဖမ်းဆီးရမိထားတဲ့စစ်တပ်အတွက်အုံပြုမဲ့ကျွန်းတစ်တွေကိုဒေါ်လာရေးအတွက်အုံချသွားမှာဖြစ်တယ်လို့လည်း Southern's Wire ဆို PDF တပ်ဖွဲ့တာဝန်ခံကိုအောင်မောင်ကပြောထားပါတယ်ခင်ဗျ တဖက်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းကကြောင်မဲမြို့ပေါ်အထိအကြမ်းဖက်စစ်တပ်နဲ့ TNL တပ်တွေအကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးစစ်တပ်ကမြို့ပေါ်ကိုပါလေကြောင်းကရောလက်နက်ကြီးနဲ့ရောစစ်တိုက်ဘုံကျဲပစ်ခတ်တိုက်ခိုက်နေတဲ့အတွက်ပြည်သူတွေကတော့ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံပြည်သူတွေကရင်ခုခစ်တစ်ကိုပြောပါတယ်။ဒါကတော့အော်တိုဘာလ၁ရက်နေ့ဖြစ်တဲ့မနေ့ကပဲကြောင်မဲမြို့ပေါ်အထိအကြမ်းဖက်စစ်တပ်စစ်ကြောင်းတွေနဲ့ TNL တပ်တွေအကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားလာတယ်ဆိုပါတယ်။ စစ်တပ်ကတော့သူတို့ရဲ့ထုံးစံအတိုင်းကြောင်မဲမျိုးပေါ်ဂူပါလီချောင်းကရောလက်နဲ့ကြီးနဲ့ရောဇက်တိုက်ဘုံကျဲပစ်ခတ်တိုက်ခိုက်တာတွေလုပ်နေတဲ့အတွက်ပြည်သူတွေကတော့ဘေးလူရာကိုထွက်ပြေးတိတ်ရှောင်နေရတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။အဲ့ဒီမတိုင်ခင်စက်တင်ဘာလ30ရက်နေ့ကတည်းကအကြဖက်စစ်တပ်ဟာကြောင်မဲမျိုးပေါ်ကိုမီးလောင်ဘုံတွေပါအုံပြုပြီးဒရုန်းနဲ့ဘုံကျဲဓာတ်တွေလက်နက်ကြီးပစ်ခတ်တာတွေကြောင့်ကြောင်မဲမျိုးပေါ်ရဲစခန်းတစ်တော်ယုံမိသက်ယုံနေပါမိလောင်ပြကြခဲ့သေးတယ်လို့လဲ DNL ရဲ့ထုတ်ပြန်ချက်အရာတည်ရပါလိမ့်လက်ရှိ DNL ထိမ့်ချုပ်ထားတဲ့နေမြေတွေကိုအကြမ်းဖက်စစ်တပ်ကပြန်လုခြင်းနေတဲ့အတွက်အင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးတာတွေဇက်တိုက်လှုပ်လာနေရမှာစစ်တပ်ကသူတို့ရဲ့ထုံးစံအတိုင်းအရသာပြစ်မှတ်တွေကိုပါဥတီတက်ခိုက်မှုတွေလုပ်နေတဲ့အတွက်ဒီသူတွေအနေနဲ့စစ်ရေးတတိရှိကြဖို့ကိုလည်း DNL ကအတိပေးထုတ်ပြန်ထားပါသေးတယ်ခင်ဗျတဖက်မှာတော့မြန်မာနိုင်ငံမှာရိုဟင်ဂျာတွေအပါအဝင်မြန်မာပြည်သူတွေခံစားနေရတဲ့ဒုက္ခဆင်းရဲတွေကိုသိရှိနားလည်ရင်း မြန်မာအကြမ်းဖက်စစ်တပ်ကိုထောက်ခံမှုမပေးဖို့နဲ့စစ်တပ်ကလုံမဲ့အတုအယောင်လိန်ညာရွေးကောက်ပွဲကိုစန့်ကျင်ကန့်ကွက်ကြဖို့နိုင်ငံတကာကိုတမ်မကြီးဥကြုံမုထွန်းကကုလသမဂ္ဂဌာနချုပ်အတွင်တိုက်တွန်းပြောဆိုသွားပါလေ။ဒါကတော့စက်တင်ဘာလ30ရက်နေ့ကပဲအမေရိကန်နိုင်ငံညူယောက်မြို့ကကုလသမဂ္ဂဌာနချုပ်အဆောက်အအုံမှာမြန်မာနိုင်ငံကရိုဟင်ဂျာမွတ်စလင်တွေနဲ့အခြားသောလူနည်းစုတွေရဲ့အခြေအနေဆိုင်ရာအဆင့်မြင့် conference မှာတမ်မကြီးဥကြုံမုထွန်းကတိုက်တွန်းပြောဆိုလိုက်တာပါ။ အဓိကပြောသွားတာကတော့လက်ရှိမြန်မာနိုင်ငံမှာရိုဟင်ဂျာမွတ်စလင်တွေရဲ့အခြေအနေဟာကာလကြာရှည်ဖြစ်ပေါ်နေတဲ့လူခွင့်ရေးဆိုင်ရာအကျက်တဲဖြစ်ပေမဲ့လက်တော်အခြေအနေမှာမြန်မာစစ်တပ်ကရခိုင်ပြည်နယ်အပါအဝင်မြန်မာနိုင်ငံအနှံ့အပြားကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေလုပ်နေတဲ့အတွက်ရိုဟင်ဂျာတွေနေရက်ကိုဘေးကင်းလုံခြုံစွာပြန်နိုင်မှုအလားလားဟာအချိန်တိုအတွင်းဖြစ်လာနိုင်မဲ့အခြေအနေကိုမတွေ့ရသလိုဒီလိုရိုဟင်ဂျာအရေးကိုဖြစ်ရှင်းနိုင်မှုဆိုရင် လက်ရှိမြန်မာနိုင်ငံကစစ်အာဏာရှင်စနစ်ကိုအရင်ဆုံးချုပ်ငိမ့်အောင်လှုပ်ဆောင်ရမှာဖြစ်တယ်လို့လည်းတမ္မကြီးဥကျော်မုထွန်းကထောက်ပြပြောဆိုတော့ပါလေအဲ့ဒီအတွက်မြန်မာနိုင်ငံမှာရိုဟင်ဂျာမွတ်စလင်တွေနဲ့အခြားသောလူနည်းစုတွေရဲ့အခြေအနေတွေကိုဖြေရှင်းဖို့ဆိုရင်ပြည်ထနာရဲ့ဇင်းမြစ်ဖြစ်တဲ့မြန်မာစစ်တပ်နဲ့စစ်အာဏာရှင်စနစ်ကိုမဖြေရှင်းမဲမဖြစ်နိုင်သလိုနိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့လည်းမြန်မာနိုင်ငံမှာရိုဟင်ဂျာတွေအပါအဝင်မြန်မာပြည်သူတွေခံစားနေရတဲ့ဒုက္ခဆင်းရဲတွေကိုသိရှိနားလည်ရင် မြမချင်းဖက်စစ်တပ်ကိုထောက်ခံမှုမပေးဖို့နဲ့စစ်တပ်ကလုံမဲ့အတူရောက်အလိမ်ညာရွေးကောက်ပွဲကိုစန့်ကျင်ကန့်ကွက်ကြဖို့အကြံပြုတိုက်တွန်းခြင်းပါတယ်လို့လည်းတမ္မကြီးဦးကျော်မိုးတွန်းကကုလသမဂ္ဂဌာနချုပ်မှာတင်ပြတောက်ဆိုသွားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရေုံခစ်တက်ကနေဒီကနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ